ကဘာလုံးကမန်ယူဖန်တွေကိုတောင်းပန်လိုက်တဲ့အာမန်ယူရိုပါလိဖိုင်နယ်ပြီးသွားပြီမယ်လေမန်ယူသွင်းဖန်တွေအဖို့အခုထိမပြီးသေးပဲဖလားမရခဲ့တဲ့အပေါ်ကြည့်ပွဲမဆုံးဖြစ်နေပါတယ်တပွဲလုံးချီဆွမ်းရမန်ယူသွင်းကစပါးအသင်းထက်ပိုသာလေလို့ဒီပြအမော်နေပြောကြားခဲ့ပြီးမယ်ဂိုမုတ်သွင်းနိုင်ရင်ဘာမှလုပ်လို့မရပါဘူးပရီးမီးယားလိမှာအဆိုးရွားဆုံးဖြတ်တန်းခဲ့ပြီးချန်ပီယံလိဝင်ခွင့်အတွက်ယူရိုပါလိဖလားကကော်ရိုလစ်တမင်ဖြစ်ခဲ့ပြီးမယ်လေဒီတိုင်းပဲအိမ်ပြန်ခဲ့ရတာပါ ဖိုင်နယ်မှာဘောချီပြပေါင်းကစားသွားတဲ့အရီကိုတောင်းပန်စသမားအာမက်ဒီယေလိုကဒီကမ္ဘာလုံးကမန်ယူဖန်တွေကိုတောင်းပန်စကားပြောကြားခဲ့ပါတယ်။ပထမဆုံးအနေနဲ့တော်တန်ယန်ဟော့စပါရဲ့အောင်ပွဲအတွက်ချီးကျူးခြင်းပါတယ်။ပြီးတော့ကမ္ဘာတစ်ဝှမ်းကမန်ယူဖန်တွေအားလုံးကိုလည်းကျွန်တော်တောင်းပန်ခြင်းပါတယ်။ဒါဟာလက်ခံနိုင်စရာမရှိတဲ့ဇာတိတစ်ခုဖြစ်ခဲ့ပြီးဘယ်သူမှမငြင်းနိုင်ခဲ့တာပါ။ဒါပေမဲ့ကျွန်တော်တို့အတင်းရဲ့ဆေးရထက်တန်မှုတွေကိုကွင်းထဲမှာအမြဲထားခဲ့ပါဗျာ။ အတင်းကြီးအနေနဲ့ဒီလိုဘတော်မှဖြစ်မလာတော့ဘူးလို့ကျွန်တော်ကတိပေးပါတယ်။ဇာတိတျှောင်းလုံးအားပေးပြီးဘာဖြစ်ဖြစ်အနားရှိနေကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဒါကတော့အမတ်ပြောခဲ့တာပါ။အမဟာမန်ယူအသင်းမှာမနစ်ကထက်နေရာပိုးရလာပြီးဒီရာဒီပြိုင်ပွဲဆုံး42ပွဲကစား10ဂိုးသွင်းခဲ့ပါတယ်။မန်ယူအသင်းဟာဒီနှစ်ဘောလုံးရာဒီမှာဘလို့ပြိုင်ပွဲရက်တွေမှာမဆိုးအောင်မြင်ခဲ့ပဲအရှုံးရမှာအချိန်ကုန်နေခဲ့ပါတယ်။ မန်ယူမျိုးသားအတင်ဟာဒီဟာဒီအမျိုးသမီးအတင်ထက်ရမှတ်နေပြီးရာသီသိန်းတော့မှလည်းဖြစ်ပါတယ်။အစောဆုံးအခြေအနေတွေရင်ဆိုင်ခဲ့ရပေမဲ့ဒီပြအမော်ရင်ကမန်ယူသင်းမှဆက်ရှိမှဖြစ်ကြောင်းဂါဒီယန်ကရေးသားခဲ့ပါတယ်။ of life.